။ Episode 2ရဲ့အစမှာတော့ငခင်းမြင့်နေပေါ်မှာခရီးသွားနေကြတဲ့ဒေါသရကီမျိုးနွယ်တွေကိုတွေ့ရပါတယ်။အဲမှာစိတ်ပင်ပန်းပြီးစိတ်တက်ကြနေတဲ့ Daenerys ကို Jorah မောင်မောင်ကနှစ်သိပ်အားပေးစကားပြောပြနေပါတယ်။ Daenerys ဟာလမ်းတော်အနိုင်နိုင်ရှောက်နေရပေမဲ့ Drogo ကိုစိတ်ရှိလာခြင်းတိုင်းတော့ပြုသမျှကိုနုခံနေရပါတယ်။သူ့ဘဝသူစိတ်ပြတ်နေပေမဲ့ငကားဥတွေပြည့်ယူမဲ့စိတ်ဖြည်နေရပါတယ်။ အဲဝင်တာဖရမှာတော့ခွေးချန်တဲ့ movie အိပ်ပြော်နေတဲ့ Tyrion ကိုတွေ့ရမှာပါသူ့ကိုတူတူဘရင်သားကကြည့်ပြီးလှောင်နေပါရဲ့ Tyrion က Brand အကြောင်းဒလူနာသတင်းသွားမိဖို့ Joffrey ကိုပြောတော့ Joffrey ကဂလန်ကစန်နေပြောနေလို့ပါးကိုဘယ်ပြန်နေပြန်ရပ်ပြီးတော့ဆုံးမပြေးလိုက်ပါရဲ့ဒါကိုဘရင်တက်တော်ဆောင် The Hound ဆိုတဲ့ဘေးကြီးကမင်းသားလေးကဒီကိစ္စကိုမှတ်မိနေလိမ့်မယ်လို့ပြောတော့ Tyrion က သူမမှတ်မိတော့လဲမင်းကသူ့ရဲ့နောက်လိုက်ခွေးပြီးပြီးတတိပေးလိုက်ပေါ့ကွာလို့ပြန်ဖြဲပြီးထွက်လာခဲ့ပါတယ်။လင်းနက်စတာမိသားစုမနက်စာစားနေတဲ့နေရာကိုထိုင်ရင်းဝင်ရောက်လာပါတယ်။ဂျေမီနဲ့ဆာစီကဘရန်တင်ပြီးတော့ကလေးကမသေးနိုင်သေးဘူး။ဒါပေမဲ့ဒေါကင်းကတော့ဖြစ်သွားနိုင်တယ်လို့တိုင်ရင်းဝင်ကပြန်ဖြဲပါတယ်။ဘရန်မသေးသေးဘူးဆိုတော့သိလိုက်ရတော့ဂျေမီနဲ့ဆာစီကမျက်နှာတွေအမူအရာတွေပြက်နေတော့ကိုထိုင်ရင်းဝင်ကတတိထားမိလိုက်ပါတယ်။တတိလိနေတဲ့ brand ကိုသူ့အမေကအချိန်ပြည့်ပြီးမှထိုင်ဆောင်ပေးနေပါတယ် အဲ့ချိန်မှာတော့ဂျွန်ရောက်လာပြီးတော့ brand ကိုလာနှုတ်ဆက်ပါတယ်။သူနိုင်ငံကြီးတွေတွားရတော့မှမဟုတ်နောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာပါ။ Lady Star ကတော့ဂျွန်ကိုကြည့်မြရတာမှမဟုတ်အကန့်နေပြုတ်ပြီးညှဉ်ထုတ်နေပါတယ်။အဲ့ချိန်မှာပဲ Nesta ရောက်လာပြီးသူ့မိမကိုချော့ပါတယ်။ Lady Star က Net ကိုဂျွန်ရဲ့အမိကြောင့်အတင်းမေးပြီးမဲ့ Nesta ကတော့လူဝတ်ထားပြီးဘာမှပြန်မဖြေခဲ့ပါဘူး။ Kingsland ကိုသူ့အဖေနဲ့လိုက်သွားဖို့ပြင်ဆင်နေတဲ့အာရကိုဂျွန်ကလာတွေ့ပါတယ်။ ပြီးတော့အာရအတွက်ဓာတ်တစ်ချောင်းလက်ဆောင်ပေးပါရဲ့။အာရကအဲ့ဓာတ်လေးကိုညီတယ်လို့နာမည်ပေးလိုက်ပါရဲ့။ပြီးတော့မောင်နှမနှစ်ယောက်နှုတ်ဆက်ကြပါရဲ့။ဘရင်နဲ့သူ့အဖွဲ့ Kings Landing ကိုပြန်ကြပါမယ်။သူတို့နဲ့အတူ Stark တွေလည်းပါလာကြပါရဲ့။ Landing ရရောက်တော့ဂျုံတို့ကတတိုင်းကြီးစီသွားရတော့မယ်လမ်းခွဲကိုရောက်နေပြီမို့ကာဖာနှစ်ယောက်နှုတ်ဆက်ကြပါရဲ့။ဂျုံကနောက်ဆုံးအနေနဲ့သူ့အမေချောင်းကိုမြည်ရော Net က နောက်တစ်ခါသူတို့ပြန်တွေ့ကြတဲ့အခါသူ့မိချောင်းကိုပြောပြမယ်လို့ကတိပေးလိုက်ပါရဲ့။လန်ကီမှာဘီရင်နဲ့နတ်နေ့လယ်စာအတူစားနေကြပြီးရှေးအောင်နှမ်းပြစ်တွေပြောကြရင်းနဲ့ဘီရင်ကသူ့စီရောက်လာတဲ့စာချောင်းကိုပြောပြပါရဲ့။ဒနေရစ်ကဒေါ်ဒရာဂီခေါင်းဆောင်နဲ့လက်ထပ်သွားပြီးမှတချိန်ချင်းအန်နရီဖြစ်လာမှဘီရင်ရောဘတ်ကစိုးရိမ်နေပါရဲ့။နက်စတာကတော့ဒေါ်ဒရာဂီတွေကပင်လယ်ချားမှာရှိနေတာပြီးတော့သူတို့ကလည်းပင်လယ်ကိုဖျက်ပြီးဘယ်ကူမှမတော်ဘူးလို့စိုးရိမ်ကြမလို့ကြောင့်ဘီရင်ကိုပြောပြပါရဲ့။ ဒနေရစ်ကသူ့အစီခံအချို့နဲ့စကားပြောနေပါရဲ့အဲ့အစီခံဒီထဲမှာအသက်ငယ်နေတဲ့ပြည်တစားဖြစ်ခဲ့တဲ့ကော်မန်လီတယောက်လည်းပါတယ်အကော်မန်လီကယောက်ျားကြီးအကြောင်းနောကြည့်နေတာမို့ဒနေရစ်ကအကော်မန်လီနဲ့စကားပြောဖို့အခြားအစီခံတွေကိုအပြင်ထွက်ခန်းလိုက်ပါတယ်နောက်တော့ဒနေရစ်ကသူ့ဒရူကိုစိတ်တိုင်းကျဖြစ်အောင်ဘလူးပြည့်စုံရမလဲမီးတော့အစီခံမာလီကဒရူကိုပေါ်ကိုတက်ပြီးတော့မင်းစီတက်ဖို့တင်ပြလိုက်ပါဒါကိုဒနေရစ်လည်းအဲ့မင်းစီနီးကိုလက်တွေ့အတုံးချလိုက်တာ လူရင်းကြီး Drew ကိုတယောက်နဲ့ Daenerys ကိုချွေသွားပါတော့တယ်။တန်းကြီးစီသွားတဲ့ခီးမှာဂျွန်ရဲ့သူ့အလေးဘန်ချန်နဲ့သူ Tyrion နဲ့ပါလာခဲ့ပါတယ်။တန်းကြီးမှာတာဝန်ထမ်းဆောင်မှုသူတို့နဲ့အတူပါလာတဲ့ရှာသူဝေသားချို့ကိုကြည့်ပြီးတော့ဂျွန်ကတော့စိတ်ပြတ်နေပါတယ်။နောက်တော့ Tyrion နဲ့စကားပြောနေခမ ्या ကဘာလို့အဲ့လောက်စာရီဖက်နေလဲလဲပြီးတော့ Tyrion ကငါကငါ့ကိုလို့သူရဲကောင်းမဟုတ်ဘူး။ဒီတော့ငါကညံကောင်းမှုလိုတယ် သူရဲကောင်းရဲ့ဓာတ်ကအမြဲထက်နေဘူးဓာတ်သွေးကြောက်ကိုလူတလူပဲငါလည်းငါအတွေးခေါ်ကအမြဲတမ်းထက်မြက်နေဘူးစာအုပ်တွေလူတယ်လေလို့ပြန်ပြောပါရဲ့3လီတာလာနေချင်နေပြီဖြစ်တဲ့ brand နာမည်စောင့်ပြီးနေတဲ့ lady star ကို mr လူဝင်ကခဏအနားယူပြီးတော့အင်တော်ကိစ္စတွေကိုလည်းလှုပ်ဖို့ပြောပါရဲ့ lady star ကသူ့သားကိုစိတ်မချသေးလို့ဘာမှမလုပ်နိုင်သေးကြောင်းပြောတော့ rob star ရောက်လာပြီးအင်တော်ကိစ္စတွေကိုသူ့တာဝန်ယူမှဖြစ်ကြောင်းပြောပါရဲ့နောက်တော့ ရော့စတာနဲ့သူ့အမိစကားပြောနေကြတော့မီးလောင်မှုတစ်ခုဖြစ်ပါရဲ့ရော့ကမီးလောင်တဲ့နေရာကိုတွားကြည့်ရင်မှတော့အခန်းထဲကိုလူတယောက်ရောက်လာပါတယ်အဲ့လူကဘရန်ကိုတတ်ဖို့ရောက်လာတာဖြစ်ပါရဲ့လူသက်သမားကဘရန်ကိုတတ်ဖို့ကြိုးစားတော့လေဒီစတာကလူသက်သမားကိုဝင်ဆွဲပါရဲ့လေဒီစတာကလည်းလူသက်သမားကိုထိမ့်မနိုင်ဖြစ်နေတော့ဘရန်ရဲ့ဝင်ပလီရောက်လာပြီးလူသက်သမားကိုကိုက်တက်ပြစ်လိုက်ပါတယ်နောက်တနေ့ရောက်တော့လေဒီစတာကဘရန်ပြုတ်ကျသွားတဲ့နေရာကိုတွားကြည့်ပါတယ် သူဘာကြောင့်ပြုတ်ကျသွားလဲဆိုတော့သိရဖို့ပတ်ဝန်းကျင်ကိုရှောက်ကြည့်နေတော့မြို့စင်ဘောကဂျီမီနဲ့ဆာစီတို့ရှိနေခဲ့တဲ့နေရာကိုတွေ့လိုက်ပါရဲ့။အဲ့နေရာမှာပဲဆာစီရဲ့ရွှေရောင်စပင်းအချို့ကိုပါတွေ့လိုက်ပါရဲ့။ဒီဖြစ်ရပ်ကိုသိသိချင်းနဲ့ Lady Star ကသူ့သားနဲ့လူရုံအချို့ကိုခေါ်ပြီးအဲ့ကိစ္စကိုပြောပြပါရဲ့။ Brand ကိုတွန်းချတာ Brand ကိုတတ်ဖို့လူသားမလွတ်တာတွေက Lannister ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းပြောပြနေပါရဲ့။ဒါကြောင့်ဒီကိစ္စကို Nesta သိဖို့လိုတာမျိုး Lady Star က နက်စတာနောက်ကိုကိုယ်တိုင်လိုက်ပြီးပြောကိုဆုံးဖြတ်လိုက်ပါတယ်။ဘီရင်နဲ့အဖွဲ့တွေကမိုးခေးလင်းဆိုတဲ့မျိုးကိုရောက်တော့ခကြီးတစ်ထောင်နားကြပါရဲ့။အဲ့မှာဂျော်ဖရီနဲ့ဆန်တာကကျူနေကြပါရဲ့။သူတို့နှစ်ယောက်ကျူပြီးတော့လမ်းလျှောက်နေကြတော့အာယာကကောင်းကြီးတစ်ယောက်နဲ့ဓာရီလေးချင်းနေတာကိုတွေ့လိုက်ပါရဲ့။ဒါကိုဂျော်ဖရီကမြင်တော့လူစွာဝင်လို့ပြီးကောင်းကြီးကိုအိုင်ချင်ပါရဲ့။အာယာကမခံနိုင်တော့လက်ထက်ကတက်သားဓာနဲ့ဂျော်ဖရီရဲ့လက်ကိုရိုက်လိုက်ပါရဲ့။ဂျော်ဖရီကဒေါသထွက်ပြီးအာယာကိုဓာတ်နဲ့လိုက်ခုတ်တော့အာယာရဲ့ဝန်ကလေးနိုင်မီရီယာက ဂျော်ဖရီရဲ့လက်ကိုဝင်ကိုက်လိုက်ပါတယ်။ချိန်နေရရှုပ်ထွေးကုန်ပြီးတော့အာယာကသူ့ဝင်ပလီကိုထိန်းလိုက်ပါတယ်။ပြီးတော့သူ့ဝင်ပလီနဲ့တူတော်ရဲကိုထွက်ပြေးသွားကြပါတယ်။ဂျော်ဖရီကတော့ငိုပြီးကြံနေခဲ့ပါတယ်။ငိုနေတဲ့ဂျော်ဖရီကိုဆန်လာကချော့ဖို့လုပ်တော့ရှာရင်ရမ်းပြီးတော့ဆန်လာကိုမောင်းထုတ်ပါတယ်။အာယာကသူ့ဝင်ပလီနဲ့တူတော်ရဲမှာပုံနေပါတယ်။သူ့ဝင်ပလီကိုတက်ကြရုံနဲ့ဆိုတာတိတော့သူကဝင်ပလီကိုတော်တဲ့ကိုအတင်းမောင်းထုတ်လိုက်ရပါတော့တယ်။ နောက်တော့ Nestor နဲ့သူ့အဖွဲ့တွေကထွက်ပြေးသွားတဲ့သူသမီးအာယာကိုလိုက်ရှာနေကြပါတယ်။အဲ့အချိန်မှာတက်သားတယောက်ကအာယာကိုပြန်ရှာတွေ့ပြီးဖြစ်ကြောင်းသတင်းလာပို့ပါတယ်။ Lannister တွေကအရင်ရှာတွေ့ပါလို့အာယာကိုဗဟင်းစီပြီးပို့လိုက်ပြီးဖြစ်ကြောင်းပြောတော့ Ned လည်းချက်ချင်းလိုက်သွားပါတော့တယ်။ဗဟင်းစီရောက်တော့ပြဿနာကိုဗဟင်းကမေးနေပါတယ်။ Joffrey ကအဖြစ်မှန်ကိုမပြောဘဲလိန်လာတယ်။ဒါနဲ့ Sansa ကိုဘာတွေဖြစ်ခဲ့လဲလို့မေးတော့ Sansa ကလည်း "तू ဘာမှမသိလိုက်ဘူး"ဆိုပြီးတော့ယူကြည့်အောင်စောင့်နေပါတယ်။ ်မိဖုရားကသူ့သားကိုနာကျင်အောင်လုပ်လို့မချေနှက်ပဲအပြစ်ပေးနေစေခြင်းပါပဲ။ဘုရင်ကထံပြေးပေးနေပြီမဲ့စာစီကလူကိုအပြစ်မပေးရင်နေသူ့သားကိုကြိုက်တဲ့ဝင်ပလီကိုတော့တတ်ရမယ်လို့ပြောပါရဲ့။ဝင်ပလီကထွက်ပြေးသွားပြီးပြောတော့အဲဆိုရင်ဆန်လာရောဝင်ပလီကိုပါတတ်လို့ပြောပါရဲ့။အဲ့မှာတင်ဆန်လာရောအာရကဘာမချေနှက်ကြပဲတောင်းကျမ်းကြပါတော့တယ်။ဘုရင်လည်းသူ့မိဖုရားရဲ့စကားကိုမလွန်ဆန်နေတော့တဲ့အခါဝင်ပလီကိုတတ်ဖို့အမိန်ပေးလိုက်ပါရဲ့။ ဝင်းဘလီကိုတာသက်သမားလက်ထက်အပ်ဖို့လို့တော့ net ကသူ့ကိုယ်တိုင်ပဲတတ်မယ်ဆိုပြီးပြောပါတယ်။ net ကဝင်းဘလီကိုတတ်ဖို့အပြင်ထွက်လာတော့အာယန်နဲ့သူစော့နေခဲ့တဲ့ကောင်လေးကိုပရင်တတ်တော်စောက်တဟောင်းဆိုတဲ့လူကြီးကတတ်ပြီးတော့အလောင်းကိုပြန်တည်လာတာကိုတွေ့လိုက်ရပါ။ net လည်းအတော်ကိုစိတ်ဆင်းရဲနေပြီးဝင်းဘလီကိုဓာတ်နဲ့ထိုးတက်လိုက်ပါရဲ့။အချိန်မှပဲလာနဲ့ချီတတိလစ်နေခဲ့တဲ့ brand ကပြန်တတိရလာပါတော့တယ်။